ုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Julie Bishop ကို ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်နေတယ်လို့ Justice for Myanmar JFN ကပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Julie Bishop အနေနဲ့အငင်းပွားဖွယ်ရာမြေရှားသတ္ထုဒူးဖွယ်ရေးကဏ္ဍမှာပါဝင်ပတ်သက်နေတာတရုတ်ဆိုရပိုင်ကုမ္ပဏီတွေနဲ့ပတ်သက်ဆက်နွယ်မှုတွေဟာ မြန်မာနဲ့ဆက်ဆက်တဲ့တာဝန်တွေထမ်းဆောင်နိုင်မှုနဲ့ကျွဝက်ပိုင်းဆိုင်ရာစောင့်ထိန်လိုက်နာမှုတွေအတွက်စိုးရင်ပွဲဖြစ်ပြီးစုံစမ်းဖော်ထုတ်တဲ့မိကုန်းတွေဖြစ်တယ်လို့ GFN ကပြောပါတယ်လက်ရှိမြန်မာနိုင်ငံမှာအကျိုးစီးပွားတွေရှိနေတဲ့တရုတ်အစိုးရပိုင်းကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီပေါင်းများစွာမှာဂျူလီပစ်ရှော့ရဲ့ဆက်နွယ်မှုတွေကလက်ခံနိုင်ပွဲမရှိပါဘူး။သူမရဲ့အကျိုးစီးပွားဝီယော်ဒီတွေဖြစ်စေနိုင်တဲ့ကိစ္စရဲ့အားလုံးကိုစုံစမ်းစစ်ဆေးဖို့အရေးတကြီးလိုအပ်နေပါတယ်။ ဂျူလီဘစ်ရော့ဟာလက်ရှိမှာကဗာနာဖန်တက်ထူတူဖော်ရေးစီမံကိန်းပေါ်ဆောင်ရေးကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက် EDM ဆိုတဲ့ကုမ္ပဏီမှာဘုတ်အဖွဲ့အကြံပေးဖြင့်ဆောင်ရွက်နေသလိုတွင်စွာ Eye Limited အတွက်မဲဆွယ်စည်းရုံးသူ lobby ဖြစ်မှတ်ပုံတင်ထားတာတွေကဂျူလီဘစ်ရော့ရဲ့ကုလဆိုင်ရာတာဝန်ထမ်းဆောင်မှုတွေပေါ်တမာတမတ်ရှိဖို့အတွက်မေကွန်ထုတ်စရာတွေဖြစ်နေတာလို့ Australian နိုင်ငံတို့ Saturday Paper သတင်းစာမှာပါဝင်တဲ့ဂျူလီဘစ်ရော့အကြောင်းကိုခြေခံပြီးရေးသားထားတဲ့ JFN ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားတာပါ EDM မှာပါဝင်တဲ့မိဖက်တရုတ်ကုမ္ပဏီနှစ်ခုဟာ Shanghai Resort နဲ့ China Communication Construction Company တို့ဖြစ်ပြီးသူတို့ရဲ့ယင်းနှီးမြှုပ်နှံမှုတွေကမြန်မာနိုင်ငံအတွင်းမှာလည်းရှိနေတာပါ။ Shanghai Resort ဟာမြန်မာနိုင်ငံအတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးမြဲနေရှားတပ်တုတွေရယူနိုင်ကြောင်းထုတ်ပြန်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး China Communication Construction Company ကတရုတ်မြန်မာစီးပွားရေးဇင်းကြံစီမံကိန်းတွေနဲ့ဆက်စပ်နေသလို အမေရိကန်ဒေါ်လာ1.5ဘီလီယံတန်ဖိုးရှိတဲ့ရန်ကုန်မြို့သစ်စီမံကိန်းကိုလည်းလက်မှတ်ရေးထိုးထားပါတယ်။ဒါ့အပြင်သူ့ရဲ့ကုမ္ပဏီကွဲတစ်ခုဖြစ်တဲ့ China Harbor Engineering ဟာလည်းကြောက်ဖြူရင်းနဲ့စီမံကိန်းလုပ်ငန်းစုမှာပါဝင်နေတာပါ။နောက်ထပ် Julie Bishop စီယုံသူဖြစ်ဆောင်ရွက်နေတဲ့ Twinsor Iron Limited ဟာလည်းမြန်မာနိုင်ငံမှာယင်းနှိမ့်နယ်မှုနဲ့ပတ်သက်လို့နှဆိုင်တဲ့သမိုင်းကြောင်းပြဿနာတွေရှိပြီးကုမ္ပဏီတီထောင်သူကလည်းစစ်ထောက်လိုက်ရင်းနဲ့ဆက်နွယ်တဲ့ မြန်မာတိုင်းသတင်းစာရဲ့ယင်းနှိမ့်ညွန့်နံသူတူဖြစ်တယ်လို့ JFN ကဖော်ပြထားပါတယ်။ဒီလိုမျိုးစစ်ကောင်စီနဲ့အကျိုးစီးပွားပတ်သက်ဆက်နွယ်နေတဲ့တရုတ်ကုမ္ပဏီတွေပါဝင်တဲ့လုပ်ငန်းတွေမှာလုတ်ကင်ဆောင်ရွက်နေစေဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Power Steel Group ရဲ့မိဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Australia တပ်ထုတူဖော်ရေးကုမ္ပဏီ Mineral Resource မှာလည်း Julie Bishop ဟာလုတ်ကင်ခဲ့မှုတာဖြစ်ပါတယ်။သူမရဲ့အထူးတန်တမန်ယာရုဟာ အစ်မြင့်တရုတ်အစိုးရအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်တဲ့အထူးအခွင့်အရေးကိုရရှိထားစေပြီးတော့သူမရဲ့ကိုကျိုးစည်းပွားအတွက်တရုတ်အစိုးရအကြိုက်တရုတ်အစိုးရလိုလားတဲ့စစ်ဆက်ညှိနှိုင်းမှုမျိုးကိုအပေးယူနေနဲ့လှုပ်လာနိုင်ပါတယ်။ဂျူလီဘစ်ရှော့လက်ရှိမှာအကြံပေးဖြစ်လုပ်ကင်နေတဲ့ဂါဗာနာဖိုင်စီမံကိန်းဟာဂရင်းလန်ဒေသမှာရှိတာဖြစ်ပြီးတဘာဝပတ်ဝန်းကျင်နဲ့ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဒေသခံလူထုကစန့်ကျင်လို့စီမံကိန်းရပ်တန့်လိုက်ရတဲ့အတွက်ကုမ္ပဏီဘက်ကဒိမ့်မတ်နိုင်ငံမှာ Greenland ဒေသရဲ့ GDP ထက်၄၀နီးပါးရှိတဲ့ရော်ဂျေးတောင်းကန်မှုတွေရှိခဲ့လို့ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ဒီလိုမျိုး Greenland ဒေသကပြည်သူတွေရဲ့အခွင့်အရေးတွေကိုလှစ်လျူရှုပြီးစီမံကိန်းအတွက်အကြံပေးလုပ်နေတာကလည်းမြမအရေးအတွက်ဆောင်ရွက်မှုတွေမှာတမာတမတ်ကြမှုအတွက်စိုးရိမ်ပွဲဖြစ်တယ်လို့လူခွင့်လေးလာစောင့်ကြည့်သူတွေကထောက်ပြပါဗျာ။ မြန်မာနိုင်ငံမှာလည်းမြေရှားတပ်ထုဒူးဖော်နေတဲ့ Shanghai Resort လို့တရုတ်ကုမ္ပဏီတွေဟာသူတို့အတွက်အကျိုးမြတ်များစွာရရှိနေပေမဲ့တရားစာတာတွေဆုံးရှုံးတာတဘောပတ်ဝန်းကျင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေရှိနေတာနဲ့ပတ်သက်လို့အရက်ဘတ်လူအဖွဲ့အစည်းတွေကဝေဖန်ထောက်ပြမှုတွေလှုံ့ဆော်နေတာတွေရှိပါတယ်။ရာတော့အဖြစ်ဒီကုမ္ပဏီတွေကစစ်မြေပြင်ဖြစ်တဲ့ဒေသတွေမှာပဲအများတော့အဖြစ်ဒီတဘောဝတ်တရားစာတာတွေကိုထုတ် ထုတ်တဲ့အလုပ်ငန်းတွေလုပ်လက်လုပ်ထားရှိတယ်ဆိုတော့ဒါကဟိုလူခွင့်ရေးကိုအမှတ်ခံနိုင်တဲ့ဘာစီမင်းစည်းကမ်းမှလည်းအကောင့်တွေပေါ်နိုင်မဲ့အခြေအနေမရှိဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကချင်းဒေတာမှာဒီတဘာဝတရားစတာတွေထုတ်တဲ့အတွက်ကြောင့်မလို့လဲအလူအသက်တွေအများကြီးဆုံးရှုံးရတယ်လူခွင့်ရေးချုပ်ဖို့မှုတွေတောက်လျှောက်ဖြစ်နေတယ်ဆိုတော့ဒါကဟိုကျွန်တော်တို့အနေနဲ့ကတော့ဒါမျိုးလူခွင့်ရေးချုပ်ဖို့မှုကကွယ်ဖို့အာ မြန်မာနိုင်ငံရဲ့ဒီအာပဏိပခတွေကိုဖြည့်ရှင်းပေးဖို့အတွက် UN နဲ့လွတ်ထားတဲ့ကိုယ်စားလှယ်ကတော့ဒါမျိုးတဘာဝတရားစတဲ့ထုတ်လုပ်တဲ့ company ရဲ့ strategy advisor ဖြစ်နေတာကအံ့ဩစရာဖြစ်တယ်ပေါ့ကုလထူးကိုယ်စားလှယ်ဟာမြန်မာနိုင်ငံကပြဿနာတွေဖြည့်ရှင်းဖို့အတွက်မြန်မာနိုင်ငံကသက်ဆိုင်သူတွေနဲ့တွေ့ဆုံတာအရက်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတာတွေနဲ့ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံရမှာဖြစ်လို့ယုံကြည်မှုနဲ့တမာသမတ်ကြမှုကအထူးအရေးပါတဲ့နေရာမှာရှိပါတယ် အင်းဒီဂျင်တရုတ်နိုင်ငံဟာမြန်မာစစ်ကောင်စီရဲ့အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီးစစ်ကောင်စီကိုယင်းနှီးမြှုပ်နှံမှုတွေနဲ့ဝင်ငွေရရှိစေတာကသူကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုအပြည့်အမြောက်ပြုရာဖြစ်နေတယ်လို့ Justice for Myanmar ကပြောထားသလိုပြည်သူတွေအနေနဲ့လည်းမြန်မာအရေးမှာဝင်မဆွတ်ဖက်ဖို့ဆန္ဒပြတောင်းဆိုထားတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ China China ဒါကြောင့်တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းကြီးတွေပါဝင်ပတ်သက်တဲ့ကုမ္ပဏီတွေမှာအရေးပါတဲ့ရာထူးယူထားတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ကုလသမဂ္ဂရဲ့အတွင်းမှုအန်တိုနီယိုဂူတာရက်စတန်ပြဖို့ထားပြီးလက်ရှိအချိန်ထိတုံ့ပြန်မှုမတွေ့ရသေးဘူးလို့ JFN ကဆိုပါတယ်